thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်သက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဒေါ်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကအမှုစစ်ဆေးထားတဲ့ထွက်ဆိုချက်တချို့ပေါက်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်2021အောက်တိုဘာလ26ရက်နေ့ကဒေါ်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်အဖြစ်ဒေါ်ဆန်းစုကြည်လက်မှတ်ရေးထိုးထားတဲ့စာမျက်နှာ၅ခုပါထွက်ဆိုချက်ပေါက်ကြားလာတာပဲဖြစ်ပါတယ်အခုမေးမြန်းချက်တွေကတော့2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကဦးဝင်းထိန်ထုတ်ပြန်ထားတဲ့ပြည်သူ့ပန်ကြားချက်အကြောင်းဒေါ်ဆန်းစုကြည်ကိုမေးမြန်းထားတာဖြစ်ပါတယ်ဒေါ် ဆန်းစုကြည်ရှိနေကဒီစာကိုတသိကံဖြစ်တင်ထားတာမရှိတဲ့အတွက်မင်းမျက်နှာကိုကန့်ကွက်ကြောင်းဖော်ပြထားပါတယ်။ဒါအပြင် CRPH NUG နဲ့ PDF တို့နဲ့ပတ်သက်ပြီးမင်းမျက်ထားသလို Child NND နဲ့ NND Facebook ကြောင်းတွေကိုမင်းမျက်ထားတာဖြစ်ပါတယ်။တောင်ဆန်းစုကြည်နဲ့သမရဝင်းမြင့်တို့ကို NUG မှာပါဝင်နေတဲ့အကြောင်းတွေလည်းမင်းမျက်ထားတာကိုတွေ့ရပါတယ်။တောင်ဆန်းစုကြည်ရှိနေကမမင်းမျက်တဲ့အကြောင်းရှောက်ထားခဲ့သလိုစစ်ကောင်စီဘက်ကရှိနေတွေကလည်းမင်းမျက်တဲ့အကြောင်းပြန်လည်ရှောက်ထားကြပါတယ်။ဖြေချတဲ့နယ်ဆိုရင်ဆုံးဖြတ်ချက်ချတဲ့မိကွန်းတွေအတွက် ဒေါအောင်ဆန်းစုကြည်ကပြန်လည်ဖြေကြားထားတာတွင်ရပြီး အများစုကိုမသိရှိကြောင်းဖြေကြားထားပါတယ်။ဒီပေါက်ကြားစာကို NND စတင်ဖွဲ့စည်းစဉ်ကလေးကအမကန်တအုပ်ဖြစ်တဲ့မဆန်းမော်ကသူရဲ့ Facebook မှာဒေါအောင်ဆန်းစုကြည်ရဲ့အမတ်တရားမွေးနေ့နဲ့ဆောင်ဆိုပြီးဇွန်လ19ရက်နေ့ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှာတင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ဂင်းနစ်မတန်တင်ပေါ်တောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆူတောင်းဗီဒီယိုဖိုင်တသိန်းကျော်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိဂင်းနစ်မတန်မှာမွေးနေ့ဆူတောင်းဗီဒီယို3000ကျော်နဲ့အိန္ဒိယဘာသာရေးခေါင်းဆောင်တအုပ်ကစံချိန်တင်ထားတာဖြစ်ပါတယ်။တောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆူတောင်းဗီဒီယိုပေါင်းတသိန်းတထောင်တင်ရရရှိခဲ့ကြောင်း Suit 80 Buddy Camping ကထုတ်ပြန်ထားပါတယ်။ Suit 80 Buddy Camping အောင်မြင်စွာပိတ်သိမ်းကြောင်းကြီးညာအပ်ပါတယ်လို့မွေးနေ့ဆူတောင်းဗီဒီယိုအရေးအတွက်နဲ့အတူဖော်ပြထားပါတယ်။ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့ဒေါအောင်ဆန်း န်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်အနေနဲ့ဂင်းနစ်မှတ်တမ်းတင်နိုင်ဖို့ရှိရပြီးမွေးနေ့ဆူတောင်းဗီဒီယိုများစုဆောင်းခဲ့တာဖြစ်ပါတယ်။အသက်80ပြည့်မွေးနေ့ဖြစ်တာကြောင့်မွေးနေ့ဆူတောင်းဗီဒီယို7000ရရှိဖို့ရှိရခဲ့ပြီးမြေအခုကအဆိုပါအရေးအတွက်ဟာမွေးနေ့မတိုင်မီဇွန်လ18ရက်ကလေးကပြည်မြောင်ခဲ့တာပါ။ရခင်ကမွေးနေ့ဆူတောင်းဗီဒီယို3000ကျော်နဲ့အိန္ဒိယနိုင်ငံမှာဘာသာရေးကောင်းဆောင်ကဂင်းနစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပြီးလက်ရှိရရှိတဲ့ဗီဒီယိုရေးအတွက်ကရခင်စံချိန်ထက်3000ကျော်များပြားလာတဲ့ဂင်းနစ်မှတ်တမ်းဝင်ဖို့တည်ကြနေပြီလို့ ီဇန်သူတွေကပြောပါတယ်လက်ရှိဂင်းနစ်မှတ်တမ်းမှာမွေးနေ့ဆူတောင်ဗီဒီယိုဖိုင်များဆုံးရရှိသူမှာအိန္ဒိယနိုင်ငံကဖြစ်ပြီး2016ခုနှစ်ဩဂုတ်လ14ရက်မှနိုဝင်ဘာ14ရက်နေ့ထိမွေးနေ့ဗီဒီယိုဖိုင်တွေကိုစူးစီးလက်ခံပြီးဗီဒီယိုပေါင်း3209ခုနဲ့2019ခုနှစ်ဖေဖော်ဝါရီ15ရက်မှအတိမတ်ပြုခြင်းခံရတာဖြစ်ပါတယ် ဒါတွေကိုဂင်းနစ်တာဝန်ရှိသူတွေကစီးစစ်တဲ့ကာလရှိပါတယ်အချိန်ကာလရန်အနေငယ်ကြနိုင်ပါတယ်အဲ့ဒီလိုအပီးသက်စီစစ်ပြီးခဲ့ရင်တော့သူတို့လက်ခံအတီးပြူတဲ့ဗီဒီယိုစုစုပေါင်းအရေးတွန်ရလက်ပြန်ထွက်လာမှာပါလို့၎င်းစီစဉ်ကိုကူညီပေးခဲ့တဲ့ Close to ကအတည်ပေးပါတယ်ဗီဒီယိုဖိုင်ပေးဖို့သူတွေကပို့ရမယ့် link မှာတင်တယ်လို့ဗီဒီယိုဖိုင်မြောက်မှာကိုစိုးရင်နာကြောင့်ထပ်မံပေးဖို့မှုတွေရှိနိုင်ပြီးအချို့ဗီဒီယိုတွေကအကျုံးမဝင်မှုတွေလည်းရှိနေနိုင်တာကြောင့်ပယ်ချခံရနိုင်တယ်လို့၎င်းကရှင်းပြပါတယ်ဘလို့ပဲဖြစ်ဖြစ်ပြည်သူတွေတောင်းဝင်အရန်ကိုကျင်ခဲ့ပါတယ်ဂင်းနစ်စံချိန်တင်တဲ့ ့နေရာမှာအမေစုရဲ့နာမည်ကိုကျွန်တော်တို့တရားဝင်မြင်ရတော့မှာအတိအချာဆိုတာရှုံချီထားပါတယ်လို့ကလို့စေထုကရှင်းသားထားပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံအခြေအနေကအာဆီယံအတွက်ဖိအားများဆုံးနဲ့ဖြည့်ရှင်းမနိုင်တဲ့စိန်ခေါ်မှုလို့မလေးရှားဝန်ကြီးချုပ်ထုတ်ပြောလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့နိုင်ငံအကြက်တဲရီနဲ့ပဋိပက္ခအခြေအနေတွေကအာဆီယံအဖွဲ့အတွက်ဖြည့်ရှင်းဖို့ခက်ခဲပြီးဖိအားများဆုံးရှိနေတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်းမလေးရှားဝန်ကြီးချုပ်နဲ့အာဆီယံဥက္ကဋ္ဌတို့က ထုတ်ပြန်ပါတယ်။မနေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမှာပြုလုပ်တဲ့38ကြိမ်မြောက် ASH ရှာပစိဘိအစည်းအဝေးမှာ၎င်းကအထက်ပါတိုင်ပြောဆိုလိုက်တာပါ2025ခုနှစ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့မြန်မာရေးကိုမိတ်ဖက်နိုင်ငံတွေနဲ့အတူဒေသရင်းပူးပေါင်းဆောင်ရွက်မှုစနစ်များကိုအပြည့်အဝအသုံးချပြီးအကြံဖတ်မှုတွေရှော့ချဖို့နဲ့ငြိမ်းချမ်းပြန်လည်ရရှိဖို့ဖြည့်ရှင်းဆောင်ရွက်ဖို့စိတ်ပိုင်းပြတ်ထားကြောင်း၎င်းကဆိုပါတယ်ဒါဝိမဲအာဆီယံအနေနဲ့မြန်မာရေးဖြည့်ရှင်းဖို့ပုံမှန်ပြင်းပြတန်တန်လုပ်ကိုင်ဆောင်ရွက်ဖို့အရေးကြီးလိုအပ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ် မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့မှာဇွန်လ19ရက်နေ့မှာဇွန်လ19ရက်နေ့တုံးရက်ကြာပြုလုပ်ခဲ့တဲ့ APR စီဝေးမှာနိုင်ငံပေါင်း25နိုင်ငံမှာကိုယ်စားလှယ်400နဲ့ပညာရှင်50ခန်းတက်ရောက်ခဲ့ပါတယ်။နောက်ထပ်ကြောင်ပြုံမြို့နယ်ပြိုင်းစိတ်ကင်ရွာစစ်ကောင်စီတပ်စခန်းကိုအင်းအတိုက်ခိုက်သိမ်းပိုင်မှုစစ်တပ်ဘက်မှ50ထက်မနည်းတီဆုံးပြီးအများအပြားအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းပြန်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောင်ပြုံမြို့အမှတ်30ရဲတပ်ရင်ကာကင်စခန်းဖြစ်တဲ့ပြိုင်းစိတ်ကင်ချင်းရွာရှိစစ်ကောင်စီတပ်စခန်းကိုအောင်ရကတပ်တော်အင်းကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား 50ဦးထပ်မံတည်ဆုံသွားပြီးအများပြားကိုအရှင်ဖမ်းဆီးရရှိကြောင်းအေးတရင်ရင့်မြစ်တွေကဆိုပါတယ်အင်အားတရာရှိတဲ့ပြိုင်းစိတ်ကြီးကြီးရွာရှိစစ်ကောင်စီစခန်းကိုအရကတက်တော်အင်ကအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့အမှတ်30နဲ့ရဲတပ်ရင်းကိုလည်းအင်ကဝန်းရံပိတ်ဆို့နေစဉ်နေ့စဉ်တိုက်ခိုက်နေကြောင်းယခုရက်ပိုင်းတိုင်ပွဲအတွင်းစစ်ကောင်စီဘက်မှအင်အား50ဦးထပ်မံကိုရှင်းလင်းနိုင်ခဲ့ပြီးအများပြားအရှင်ဖမ်းဆီးရရှိကြောင်းသိရပါတယ်။ကြောက်ပြူမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကူပေးပို့နိုင်ခြင်းမရှိသေးဘဲအရ က်ခတက်တော်အင်းကအဖက်ဖက်မှဝန်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်းအေအေရဲ့ကြောက်ဖြူမျိုးတိုင်းတိုင်ပွဲမှာစေကောင်စီရဲ့နန်းဖဲတောင်တက်စကန်မင်းတက်တောင်တက်စကန်နဲ့လိတ်ကမော်တက်စကန်တို့တင်ပိုင်ထားပြီးလက်ရှိမှာအမှတ်30နှစ်ရဲတရင်ကိုဥတီတိုက်ခိုက်နေကြောင်းသိရပါတယ်ကျောက်ဖြူတိုက်ပွဲကိုစကောင်စီကကြီးရီလီတုံးကုစလုံးနဲ့ခုကန်တိုက်ခိုက်နေပြီးမြေအရခတက်တော်အင်းစင်ကြီးအသားစီးရရှိနေကြောင်းရခိုင်ပြည်စင်ကြီးတုံးသက်သူတွေကပြောဆိုထားပါတယ် ဆက်လက်ပြီးစကောင်စီနဲ့မြောက်ကိုရီးယားရဲ့တပ်တမန်ဆက်ဆံရေးကိုတတိထားဖို့စီးရင်အကဲခတ်တွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်စီလက်ထက်တကြော့ပြန်လာတဲ့မြန်မာနဲ့မြောက်ကိုရီးယားတို့ရဲ့နှစ်နိုင်ငံတပ်တမန်ဆက်ဆံရေးကိုတော်လိုင်းအင်အားစုတွေအနေနဲ့တတိထားဖို့လိုမယ်လို့စီးရင်အကဲခတ်တွေကဆိုပါတယ်။ဇွန်လ19ရက်နေ့ထုံးစကောင်စီထိန်းချုပ်ထားတဲ့သတင်းစာရင်းရဲ့ဖော်ပြချက်အရမြန်မာနိုင်ငံအစိုးရကရန်ကုန်မြို့အခြေဆိုင်မြန်မာနိုင်ငံဆိုင်ရာကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတပ်မတ်ကြီးဖြစ်မစ္စတာကင်ဂျုံအီကိုခန့်အပ်လိုက်တယ်လို့အတည် ပေးပါရယ်ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံလို့ခေါ်တဲ့မြောက်ကိုရီးယားနိုင်ငံကမစ္စတာကင်ဂျုံဤကိုမြန်မာနိုင်ငံဆိုင်ရာအတူအာဏာကုန်လွှတ်အခြင်းခံရတဲ့တမ်မတ်ဖြစ်သဘောတူပြီးဖြစ်တယ်လို့စစ်ကောင်စီကကြေညာပါရယ်မြန်မာနဲ့မြောက်ကိုရီးယားနိုင်ငံကအကြောင်းမျိုးမျိုးနဲ့တန်တမန်ဆက်ဆံရေးပြတ်တောက်လိုက်ပြန်လည်စတင်လိုက်တဲ့2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်ဖို့ဖြစ်လာပါရယ်စစ်တပ်ကနိုင်ငံအာဏာကိုတကြောပြန်သိမ်းယူခြင်းကစပြီးလက်နက်ကင်တိုက်ပွဲတွေကိုရှင်းဆိုင်နေရတဲ့စစ်ကောင်စီကအင်အားကြီးနိုင်ငံတချို့ရဲ့ကုညီ ီထောက်ပံ့မှုတွေရရှိနေရလို့စင်ရေးအခက်အခဲတွေကဆိုပါတယ်။ဒီထဲမှာစင်ရေးဆိုင်ရာပစ္စည်းတွေပါဝင်ဤပညာတွေကိုတရုတ်နဲ့ရုရှားနိုင်ငံတွေစီကရရှိနေပြီးမြန်မာနိုင်ငံထိလိုအပ်တဲ့ဤပညာတွေကိုလာရောက်ပို့ချသင်တန်းပေးနေရလည်းရှိပါတယ်။ဒါကြောင့်မြောက်ကိုရီးယားနဲ့စစ်ကောင်စီတို့ကြားတန်တမန်ဆက်ဆံရေးရှိလာတဲ့အတွက်စစ်တပ်အနေနဲ့စင်ရေးဆိုင်ရာလက်နက်နဲ့ဤပညာကူညီတွေရလာနိုင်တယ်လို့စင်ရေးအခက်အခဲတွေကသုံးသပ်ပါတယ်။စီရီယံပိုကြီးကောင်းသူဝင်ကမြောက်ကိုရီးယားစင်ကစင်ရေးအကူအညီတွေရယူနိုင်မဲ့အနေအထားမျိုးရှိတဲ့အတွက်ပြည်တွင်းမှာလည်းဤပညာသင်တန်းတွေပေးလာနိုင်တယ် ယ်လို့ပြောပါတယ်။မြောက်ကိုရီးယားရဲ့နည်းပညာချုပ်ကလည်းလက်ရှိသူတို့လက်နက်ခံရထုတ်လုပ်တဲ့ဟာမျိုးတွေမှာ ပတ်သက်မှုတွေရှိနေတယ်လို့မျိုးဆက်ဆက်ပြီးတော့လည်းသူတို့အနေနဲ့စကားစမြောက်ကိုရီးယားစင်ကနည်းပညာတွေဆက်လက်ပြီးချိန်ဆရတဲ့လောက်တော်ရှုမယ်ဆိုတဲ့အနေထားမျိုးတွေလည်းရှိတာပေါ့။အဲ့ဒီအနေထားမှာတချို့တွေကနိုင်ငံသားကိုစကားစကားတက်ဖွဲ့ဝင်တွေကိုစေလွတ်ပြီးတင်နှပ်ပြီးတဲ့အနေထားရှိတယ်လို့မြန်မာနိုင်ငံတွင်းကိုခေါ်ပြီးနိုင်ငံသားကနည်းပညာရှင်တွေခေါ်ပြီးပေးတဲ့အနေထားမျိုးတွေလည်းရှိပါတယ်။မြောက်ကိုရီးယားကအထူးသဖြင့်မြန်မာနိုင်ငံကိုလာပြီးတော့အဲ့ဒီလိုမျိုးပေးလာနိုင်တဲ့အနေထားမျိုးတွေလည်း ည်းရှိနိုင်တယ်လို့ဆိုပါတယ် လက်ရှိတန်မတ်ကြီးပြေခန့်ခံရတဲ့မစ္စတာကင်ဂျုံဟီက1989ခုနှစ်မှာမြောက်ကိုရီးယားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနအာရှအရာဌာနမှရရှိဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးဌာနချုပ်နဲ့ပြည်ပမှာယာရူအစီအစဉ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူပါသူဟာပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်ယုံမှတတိယအတွင်းဝင်ကနေပထမအတွင်းဝင်ဖြစ်ယာရူအစီအစဉ်တာဝန်ထမ်းဆောင်ခဲ့သလိုတန်မှုဖြစ်လဲတာဝန်ယူခဲ့သူဖြစ်ပါတယ်ဒါအပြင်2022ခုနှစ်ကနေဒီကနေ့ထိမြောက်ကိုရီးယားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာန အာရှရာဌာနနှင့်မှဒုတိယညွှန်ကြားမှုချုပ်ဖြစ်တောင်းဝင်ထမ်းဆောင်နေတာလို့စစ်ကောင်စီထုတ်ပြန်ကြမှာဖော်ပြပါရယ်။ဒါပေမဲ့မြန်မာနိုင်ငံဆိုင်ရာတမ်မတ်ကြီးပြစ်ခတ်ပြီးနောက်ပိုင်းနှစ်နိုင်ငံတန်တမန်နိုင်ငံကြီးရာရှိဆက်ဆောင်ရွက်သွားမယ်ပူပေါင်းဆောင်ရွက်မှုတွေကိုတော့စစ်ကောင်စီဘက်ကအတိပေးထားတာမျိုးမရှိပါဘူး။စစ်ကောင်စီနေနဲ့တရုတ်နိုင်ငံဆိုင်ရာမြန်မာတမ်မတ်ကြီးဦးတင်မောင်စွေကိုမြောက်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတမ်မတ်ဖြစ်ပူးတွဲတောင်းဝင်ထမ်းဆောင်ဖို့2023ခုနှစ်စက်တင်ဘာကလေးကခန့်အပ်တောင်းဝင်ပေးခဲ့တာဖြစ်ပါရယ်။စီရီယံပူကြီးစင်ရောကစစ်ကောင်စီကိုမြောက်ကိုရီးယား ရကလက်နက်ခဲယံတွေမထောက်ပံ့နိုင်ရေးတန်ကင်းတမန်ကင်းရပေါင်းမြအောင်တာဝန်ရှိတဲ့ဖွဲ့စည်းတွေစူးစမ်းဖို့လိုမယ်လို့သတင်းဌာနကပြောပါတယ်။ အခုလည်းလက်နက်ခံရအထောက်ပံ့တွေရလာနိုင်တယ်ပြောရမယ်ဆိုရင်တော်လိုင်းအင်အားစုတွေကပို့ပြီးတော့ခရူးဆိုင်ရမှာပေါ့အခုတော်လိုင်းအင်အားစုတွေမရှင်နိုင်တာကလက်နက်ခံရပိုင်းပေါ့ဂျန်နဲ့စိတ်တက်နဲ့လူအကြီးတွက်နဲ့ပြီးရင်ဖြူဟာခင်းကျင်းတွေကလူတစ်စုခံရတဲ့စစ်သားတွေချက်အစာပေါင်းများစွာတားတဲ့တိုက်ရိုက်ခိုက်ရအနေအထားကိုရောက်ရှိလာနိုင်တယ်အဲ့ဒီတော့မြောက်ကိုရီးယားမထောက်ပံ့အောင်ဂျန်တာဝန်ရှိတဲ့ဖွဲ့စည်းတွေကတန်ကင်းတမန်ကဲပေါက်ပြောင်မြောက်မြောက်ဖြစ်အောင်စူးစမ်းကြဖို့လိုမယ်လို့ပြောချင်မှာကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်